AI တွေပါတဲ့မြတ်စွာဘုရားတော်လေးပေါ်မပြတ်နိုင်တာစဉ်းစားပါတဲ့ဒီလိုတကူမျိုးကိုဘယ်လိုပြမလဲလူတလူမျိုးကတော့ဒါကိုဇံပြန်လို့မှတ်ထားကြပါဒါကဇံပြန်တာမဟုတ်ပါဘူးဇံကလည်းပြန်လို့မရပါဘူး ဒါကိုဦးဇင်းတို့ပြောမှစာလိုပြောဆိုရင်80%ဝိဒအပင်ရှင်ပေါ့အဲ့ဒီလိုဘယ်လိုတမ်းမလဲဆိုရင်ဦးဇင်းတို့အဆင့်3ဆင့်ကြော်ဖြတ်ရပါတယ်အရင်ဦးဇော်ပထဝီကတိုင်းကိုအခြေခံပြီးတော့အပင်ရှင်ရဲ့အခြေခံဖြစ်တဲ့ပိသမတန်ကိုဝင်စားဒါကတဆင့်ပေါ့ပြီးရင်ငါသွားမဲ့ကောင်းကင်မှာမြေကြီးပေါ်တည်တည်တုပ်ပြီးတော့ပရိကံပြုတ်ဒါကတဆင့်နောက်နှစ်သက်ရှိပြီနော်အဲ့တော့နောက်ဆုံးအဆင့်နဲ့ ဘာလို့ရမလဲဆိုလို့ရှိရင်အေဒီဝိဒအပင်ရှင်ပေါ့ငါသွားမဲ့ကောင်းကင်မှာမြေကြီးတွေပေါ်စီတရီတို့ပြီးတော့အေဒီဝိဒအပင်ရှင်ကိုဝီဒိချအဲ့ဒါမှမြေကြီးကပေါ်မှာမြေကြီးကပေါ်ဆိုတာအဲရန်နာပဲတည်တယ်ကျန်တဲ့အပင်ကားလူတွေကတော့ကောင်းကင်ပေါ်မှာပြန်နေသလိုလမ်းလျှောက်နေသလိုထင်ရပါတယ်အမှန်ကအဲ့ဒီရန်နာကသူဖန်တင်တဲ့မြေကြီးပေါ်မှာလမ်းလျှောက်နေတာဒါကိုတစ်ဖက်ကလူတွေကမမြင်ရဘူး အဲ့ဒါကိုဒီကောင်းကင်ပြန်နာကို80ဝိတာအပင်ညင်လို့ခေါ်ပါတယ် AI တွေပါတဲ့မြတ်စွာဘုရားတော်လေးဘောမပြတ်နိုင်တာစဉ်းစားပါတဲ့ဒါတွေကတကယ်ရှိပါတယ်ဦးသိန်းပြောတဲ့ဗီဒီယိုက AI ဖြစ်ရှင်ဖြစ်မယ်ဦးသိန်းကအဲ့ဒီလေးဘောပြန်နာကိုအကြောင်းပြပြီးတော့ကောင်းကင်ဘောကိုဘယ်လိုပြန်ရမလဲဆိုတာကိုရှင်းပြတာဖြစ်ပါမြတ်စွာဘုရားမှာလေးဘုံမပြနိုင်တာတဲ့စဉ်းစားပါတဲ့မြတ်စွာဘုရားကလေ तू ကနေရာတစ်ခုမှနေမယ်ဆိုလို့ရှိရင်ဟိုပြမပြီတော့မှတိတ်လေးညှို့နေတယ်တခါလဲတန်းရောက်ပါအဲ့လေးဘပြောင်းတော့မပြောနဲ့သိလားပြီးတော့မြတ်စွာဘုရားပြတဲ့တကူမှလေအင်မတန်ထူးခြားစမ်းကြည့်တဲ့တကူဆိုရှိပါအဲ့ဒါကိုယမကပါတိဟာဗီယာလို့ခေါ်ပါတယ်ယမယမကဆိုအစုံပေါ့ပါတိဟာရဲ့တကူပေါ့ယင်မီအစုံတကူပေါ့ဦးဇင်းတို့တဘောအပြင်ယင်းနဲ့မီးနဲ့ကဘယ်တော့မှ အတူတူမနေပါဘူးအဲ့ဒါကိုမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကနေပြီးတော့နေရာ၁၂နေရာ၁၂ဌာနအဲ့ရေနဲ့မီနဲ့အစုံတွဲတယ်ဥမာဘယ်မလုံးမျက်လုံးကနေပြီးတော့ရေထွက်တယ်ညာမျက်လုံးကမီးထွက်တယ်ဘယ်နှာခေါင်းကရှည်ထွက်တယ်ညာနှာခေါင်းကမီးထွက်တယ်အဲ့လိုပဲတပင်မှုန်းရင်းတစ်ပေါက်ပေါက်မှလည်းရေရေထွက်တယ်နောက်မှုန်းရင်းတစ်ပေါက်မှမီးထွက်တယ်ရှာဘက်လက်မှရေထွက်တယ်ဘယ်လက်မှမီးထွက်တယ် အဲ့ဒီလိုအစုံအစုံကိုချိန်တာဖြစ်ပါတယ်အဲ့ဒါကကြီးမှန်ဆိုလို့ရှင်ရှင်ဟိုတခါလဲထင်ရမယ်အဲ့ဒါကဘယ်တော့မှတခါလဲမဟုတ်ပါဘူးဦးဇင်းတို့ဗုဒ္ဓအဘိဓမ္မာမှာစိတ်ကတခါလဲမှာနှစ်ခုမဖြစ်ပါဘူးစိတ်ကတစ်ခုဖြစ်ပြီးမှတစ်ခုချုပ်တာပါဒါကိုကြည့်ရင်အဲ့ဒီမေတ္တာပြကဒီဘယ်ညာလုံးကနေပြီးတော့မိထွက်ဖို့ကိုသူကဦးဇင်းပြောခဲ့တဲ့အဘိညာဉ်တကိုးပြဖို့တကိုးအဆင့်၃ဆင့်ကိုလုပ်ရပါတယ်အဲ့ဒါမျိုးလုံးတော့မရှိသေးနော် ပြီးရင်ညာဘက်လုံးမှာရေထွက်ဖို့ကိုအဘောကတိုင်းကိုအခြေခံပြီးတော့အဆင့်သုံးသင်းကိုကျော်ဖြတ်ရပါတယ်အဲ့ဒီလိုပဲမှုန်ရင်တစ်ပေါက်မှာမီထွက်ဖို့ကိုဟိုမီကတိုင်းကိုအခြေခံပြီးတော့သကိုပြဖို့အဆင့်သုံးသင်းကိုကျော်ဖြတ်ရပါအဲ့ဒီလိုပဲနောက်တဲ့မှုန်ရင်ပေါက်တစ်ပေါက်မှာရေထွက်ဖို့အဲ့ဒီလိုတစ်ခုတစ်ခုမှာရေထွက်ဖို့မီထွက်ဖို့ကိုအဆင့်သုံးသင်းသုံးသင်းကိုဖြတ်ရပါတယ်အဲ့မြတ်စွာဘုရားစိတ်ကအပင်းရင်တွေကိုအဝါဝါစား ဟိုလှူစားကြီးတွေ့ကြောစိတ်ကအရန်ကိုမြန်လာမြန်လို့ဦးတင်လို့ကြည့်တဲ့ခါမှာတခါတည်းထင်ရတာအဲ့ဒါကတခါတည်းမဟုတ်ပါဘူးနော်အစင်အစင်သွားရတာဖြစ်ပါတယ်တို့တော့လူတွေရမြတ်ဆိုရှိချင်းတခါတည်းရေရောမြေရောတခါတည်းထွက်နေတယ်လို့ပဲဒီဆက်ဘဝတက်တက်ပြီးတဲ့ဘဝတက်တက်အဲ့ဒါကိုယမကပါတိဟာရရဲ့တကူလို့ခေါ်ပါတယ်အဲ့ဒါကဒီကဘာမှာဒီတက်ကြွားမှာဘယ်ဖျားဘယ်နတ်ဘယ်ပြမမဘယ်တာဝကမှာမပြနိုင်တဲ့တကူပါ မြတ်စွာဘုရားတဘာတဲတာလင်ပြနိုင်တဲ့တကူပါအဲ့တကူကရတောဒရာနဲ့ဝိတာကဘုသူပိုချောလဲဆိုပြီးတော့မိကွန်းတခုလာမိထားပါတယ်။သာပေမတန်ရသူလို့ရှိရင်နှောက်သူလုံးချောတယ်။သို့တော့သာပေအမတန်ရပြောမယ်ဆိုလို့ရှိရင်လည်းရတောဒရာကပို့ပြီးတော့ချောပါတယ်။ဝိတာကသူလို့ရှိရင်ကလေးတွေမိတွေဘလောက်များများ သူ့ရဲ့အတက်ရွယ်ကတစ်ချောင်းနဲ့အရွယ်လို့ခင်ရပါတယ်။ အဝေးကလမ်းကြည့်မယ်ဆိုလို့ရှိရင်အဲဒီဝိဒါခါကြီးကကလေးလို့ထင်ရတယ်သူမြည်တယ်နဲ့ဒန်းသူကိုထင်ရတယ်အတက်ကအဲ့လောက်ငယ်တယ်သူကအရွယ်ကောင်းချင်းရှိတယ်လေအရွယ်ကောင်းချင်းဆိုတော့ကဘာလဲဆိုလို့ရှိရင်အသက်ကလေးဘလောက်မူမူအသက်ဘလောက်ကြီးကြီးဟိုအသက်တချောင်းနဲ့အရွယ်လို့ပဲထင်ရတယ်ဒါကိုအရွယ်ကြီးကောင်းချင်းလို့ခေါ်ပါပြစ်တင်ရငါသည်အားလဲဆောင်တယ်ဝိဒါခါကဦးဇင်းတို့ဟိုသီရီအပဒံဝိထုမှာကြတော့ ရတ္တရာဘလောက်ချောတယ်လဲဆိုလို့ရှိရင်သူနိဗ္ဗာန်ကိုကြွားခဏဒီမှာမြတ်တဘက်ကိုဝန်ချတောင်းပန်တဲ့အခါမှာဘာပြောတယ်လဲဆိုလို့ရှိရင်တပိတော်ကလည်းတပိတော်ရဲ့ရုပ်အသင်းကဒီကာမဘုံကိုလွန်တယ်တဲ့ဒီကာမဘုံကိုတော့လွန်တယ်ပြီးလို့ရှိရင်မြတ်တဘက်တဘာလဲကိုထားပြီးတော့ကျန်တဲ့လူတွေကတပိတော်ကိုရုပ်ရှင်နဲ့ပတ်သက်မမှီဘူးဆိုပြီးတော့မြတ်တဘက်ကိုရှောက်ပါတယ်ဒီတကားကိုထောက်ချခြင်းအပြင်ရတ္တရာက 我比较缺乏的，啊。